တရုတ်နိုင်ငံရဲ့အစိမျက်ဆုံးလေးတင်သင်းမော်တရားဝင်စတင်အသုံးပြုတဲ့ခန္ဓာချွန်ပါရီသတင်းကိုတင်ပြမှာဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့လေးရင်တင်သင်းမော်တဲ့တစီယာရေတက်ထဲကိုတက်တော်ဝင်ရောက်လာပြီးဖြစ်ပါတယ်။တရုတ်နိုင်ငံပိုင်းသတင်းမီဒီယာကလေးရင်တင်သင်းမော်တရားဝင်စတင်အသုံးပြုခြင်းခန္ဓာကိုသမရရှိခြင်းဖြင့်တက်ရောက်ခဲ့တဲ့ဓပုံတွေကိုပြသခဲ့ပါတယ်။ဖူဂျန်လို့အမည်ပေးထားတဲ့ဒီလေးရင်တင်သင်းမော်ဟာထိုင်ဝမ်ဒေသနဲ့ပင်လယ်ပြင်ချထားတဲ့တရုတ်နိုင်ငံရဲ့ဖူဂျန်ပြည်နယ်ကိုအစွဲပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ဒါဟာတရုတ်နိုင်ငံရဲ့တတိယမြောက်လေယာဉ်တင်သင်္ဘောဖြစ်ပြီးတရုတ်နိုင်ငံမှာပဲကိုရိုင်းပြည်ဝဒီဇိုင်းဆွဲတည်ဆောက်တဲ့ပထမဆုံးလေယာဉ်တင်သင်္ဘောလေးဖြစ်ကအခုချိန်ထိအစင်းမြင့်ဆုံးစစ်သင်္ဘောလေးဖြစ်တယ်လို့ DW ဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ Chinese state media showed pictures of President Xi Jinping attending the commissioning ceremony for the aircraft carrier. The Fujian is named after the Chinese province across the sea from Taiwan. It is the country's third aircraft carrier. But the first that has been entirely designed and built by China. And this warship is its most advanced so far. ကော့တာတီညီလာခံကိုအမေရိကန်မပါဝင်မိန်ဘရာဇီးနိုင်ငံမှာစတင်ကျွေးပါလိုက်တဲ့တဲ့ရင်ကိုတင်ပြမှာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ရာသီဥတုဆိုင်ရာညီလာခံကော့တာတီကိုဘရာဇီးနိုင်ငံအမေဇုန်မိုးသစ်တော်ဧရိယာမှာရှိတဲ့ဘယ်လန်မြို့မှာစတင်ဖွင့်လှစ်ကျွေးပါနေပြီဖြစ်ပါတယ်။ဘရာဇီးသမ္မတလူလာတီဆေးဗာကသစ်တော်ပြုံတိမှုကိုကာကွယ်ခြင်း၊ရုပ်ကျင်းလောက်စားပေါ်မိခိုးမှုရှော့ချခြင်းနဲ့ဗန်နာယင်းရင်းမြစ်တွေစုဆောင်းခြင်းတို့အတွက်လမ်းညွှန်ချက်တရရေးဆွဲဖို့တောင်းဆိုခဲ့ပါတယ်။ အမေရိကန်ကတော့ COP30 ကိုအစိမ့်မြစ်ကိုယ်စားလှယ်ဖွဲ့မဆိတ်လွတ်ဘူးလို့သိရပါတယ်။သမ္မတဒေါ်နယ်ထရန့်ဟာရာသီဥတုဆိုင်ရာသိပ္ပံပညာကိုလက်မခံမင်းညင်းဆန်တဲ့အတွက်ဝေဖန်ခံနေရတယ်လို့စီဂျီတီအန်ဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ The United Nations Climate Conference has opened in Belém in the Brazilian Amazon. President Luis Inácio Lula da Silva called for a roadmap to halt deforestation, reduce dependence on fossil fuels, and mobilize financial resources. The U.S. will not send high-level delegation to COP30. President Donald Trump has been criticized for rejecting climate science. <inaudible> ဣသရေလကလဗနွန်နိုင်ငံတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုအသစ်တွေစတင်ပြုလုပ်လိုက်ပါတယ်။လဗနွန်နိုင်ငံတောင်ပိုင်းရှိကျေးရွာများစွာကကျေးရွာသားတွေကိုရွှေ့ပြောင်းခိုင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဣသရေလစစ်တပ်ကဟစ်ဘိုလာအဖွဲ့ရဲ့နေရာတွေကို ပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။လဗနွန်ဂျမဝင်ကြီးဌာနကတော့ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကအပြစ်ခတ်ရေးစေရေးပြုလုပ်ခဲ့ကြပြီပင်လက်ရှိမှာဣသရေလရဲ့တိုက်ခိုက်မှုကြောင့်လူတအူးသေဆုံးခဲ့တယ်လို့ပြောကြားထားပါတယ်။ အစ္စရေးဘက်ကဟစ်ဘိုလာအဖွဲ့ကသူ့ရဲ့စစ်အင်အားကို ပြန်လည်တိစောက်နေတယ်လို့ဆွဆဲခဲ့ပြီး၎င်းတို့ကလန်နမ်မချရင်နောက်ထပ်အရေးယူမှုတွေပြုလုပ်မယ်လို့ကြေညာထားပါတယ်။ဒီအချိန်မှာပဲလေဗနွန်စစ်တပ်ကလီတာနီမြေတောင်ပိုင်းမှာလက်နက်တွေရှင်းလင်းနေပြီးဟစ်ဘိုလာအဖွဲ့ရဲ့နေရာတွေကိုဒါဇင်နဲ့ချီပြီးဖျက်ဆီးလိုက်တယ်လို့ဆိုပါတယ်။ဟစ်ဘိုလာအဖွဲ့ကလည်းအစ္စရေးရဲ့နိုင်ငံရေးလက်ကွက်တွေကိုတတိပေးခဲ့ပြီး လက်နက်ဖြတ်သိမ်းရေးပါဝင်တဲ့မြည်သည့်ဇွေးနွေးပွဲကိုမဆိုပယ်ချကြောင်းကြေညာခဲ့ပါတယ်။ကုလသမဂ္ဂကတော့နေဆက်တလျှောက်တင်းမာမှုတွေမြင့်တက်နေတဲ့အတွက်နှစ်ဖက်စလုံးအခြေအနေကိုထိန်းသိမ်းကြဖို့တိုက်တွန်းထားတယ်လို့ CGTN သတင်းဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ Israel has launched a new wave of airstrikes on southern Lebanon, warning residents of several villages to evacuate. The Israeli military says it targeted Hezbollah sites. Lebanon's health ministry reports one death. Despite a ceasefire brokered last November, Israel has accused Hezbollah of rebuilding its forces and has vowed further action if the group does not disarm. Meanwhile, Lebanon's army says it's clearing weapons south of Litani River and has destroyed dozens of military militant sites. Hezbollah has warned against political traps, with Israel rejecting any talks that include a disarmament. The UN has urged both sides to show restraint as tensions rise along the border. American American အလှတော်ကြီးကဟောင်းနက်စီပလိုစီကသူငိမ့်စားယူတော်မယ်လို့ကြေညာလိုက်ပါတယ်။အသက်85နှစ်အရွယ်ရှိပြီဖြစ်တဲ့သူဟာလာမယ့်ရွေးကောက်ပွဲမှာ သူ့ရဲ့အမတ်နေရာကနေနှုတ်ထွက်သွားမှာဖြစ်ပါတယ်။သူဟာသမ္မတဒေါ်နယ်ထရန့်ရဲ့အတိတ်ကပြိုင်ဘက်ဖြစ်ခဲ့ပြီး2022ခုနှစ်လွတ်တော်ရွေးကောက်ပွဲမှာဒီမိုကရက်တိုရဲ့လွတ်တော်အမတ်နေရာအများစုရှုံးနိမ့်သွားတဲ့အတွက်လွတ်တော်ဥက္ကဋ္ဌရာဒူကနေနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ DW သတင်းဌာနကနေအခုလိုတင်ပြသွားပါတယ်ရှင်။ And the former US House Speaker Nancy Pelosi has announced that she is retiring. The 85 year old will step down from her seat at the next election. She became a major foe of President Donald Trump, but relinquished the Speaker's gavel after Democrats lost the House majority in the 2022 midterms. မွေးရစေးမောင်ခိုကွန်ကူရဲလို့ဆွဆွဲပြီးအမေရိကန်ကသင်္ဘောတစည်းကိုထပ်မံတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပါမယ်ရှင်။ မိုးရစေးသင်္ဘောလိုဆွဆွဲထားတဲ့နောက်ထပ်သင်္ဘောတစ်စီးကိုအမေရိကန်ကထပ်မံတိုက်ခိုက်လိုက်တာဖြစ်ပြီးသင်္ဘောပေါ်ကလူသုံးဦးသေဆုံးသွားခဲ့ပါတယ်။ကာရေဘီယံပင်လယ်ရေနိုင်ငံတကာရေပြင်ပိုင်နက်မှာတိုက်တိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ကာဘေးဝင်ကြီးပီဟက်ဆက်ကပြောကြားလိုက်ပါတယ်။အမေရိကန်ဟာမကြသေးမီလတွေတွင်မှာမွေးရစေးဝါနဲ့ပတ်သက်နေတဲ့ရာဇဝတ်မှုကျူးလွန်သူအနည်းဆုံးလူ90ဦးကိုတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။အမေရိကန်လွှတ်တော်အမတ်ချုပ်နဲ့လူ့အခွင့်အရေးအဖွဲ့တွေကတော့ The US military has struck another boat allegedly carrying drugs, killing three people on board. The Defense Secretary, Pete Hegseth, said the strike was carried out in international waters in the Caribbean. The U.S. has killed at least 70 alleged drug smugglers in recent months. Some U.S. lawmakers and human right, rights groups question the legality of the strikes. အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာရှိပလီတခုမှာတောက်ချာနေဝိပုစုတောင်းပွဲပြုလုပ်နေစဉ်တွင်ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူသားစင်းနဲ့ချီဒဏ်ရာရရှိခဲ့ကဒဏ်ရာရရှိသူ54ယောက်ကိုဈေးရုံတင်ထားရတယ်လို့တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်ဒီပောက်ကွဲမှုဟာအရွယ်ချက်ရှိရှိတိုက်ခိုက်မှုတစ်ခုဖြစ်နိုင်ပြီးအတိမပြုတ်နိုင်သေးတဲ့အသက်18နှစ်အရွယ်ရှိတန်တရားဖြစ်ပွဲလူတအူရဲ့လက်ချက်လိုယူဆရကြောင်းနဲ့သူကိုယ်လည်းလက်ရှိမှာဈေးရုံတင်ထားရတယ်လို့သိရပါတယ် ောက်ကွဲမှုတွေရရေဒက်စခန်အတွင်းကအထက်တန်းကျောင်းနဲ့ဗလီမှာနေလေခင်ချင်းဖြစ်ပွားခဲ့တယ်လို့စီဂျီတီအန်သတင်းဌာနကအခုလိုတင်ပြသွားပါတယ်ရှင်။ Dozens of people have been injured in an explosion at a mosque in Indonesia's capital, Jakarta, during Friday prayers. 54 people have been taken to hospital. Officials say the explosion could have been the result of a deliberate attack and have identified one suspect around 17 years old and currently in hospital. The blast took place around noon in a mosque and a high school located within a Navy compound.